လင်းဘေးသင်းညီမပြည်သူတွေအတွက်ဆွတောင်းပေးခဲ့ကြတဲ့ဥရောပကလပ်ကြီးများအလုံးမမင်္ဂလာပါမင်္ဂလာပါလို့သာပြောရပါမယ်လက်ရှိအချိန်အဆိုရင်တော့ညီမပြည်သူလူထုတရက်လုံးအတွက်စိတ်မကောင်းချမ်းမြေ့စရာအချိန်ဖြစ်နေပါတယ် ညံပြီးလောက်ရပြီးနေဝင်နေဝင်နေသွားပြီအိုးအိုးဆက်ကြဆက်ကြ စကိုင်းမြို့နီးကိုဗဟိုပြူပြီးလှုပ်ခတ်သွားတဲ့အင်အား7.7 Richter scale ရှိတဲ့အပြင်းငလင်တစ်ခုကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာငလင်ဘေးကိုဆွဆွရွာခံစားနေရပါတယ်။ငလင်လမ်းကြောင်းလူနေအဆောက်အုံတွေဟိုတယ်တွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အုံတွေပြကြပျက်စီးခဲ့ရပြီးတော့အသက်သေဆုံးရသူတွေဒဏ်ရာရရှိသူတွေလည်းများပြားခဲ့ပါတယ်။ဘလုံးပိတ်တရားဆိုရင်တာမန်ချင်းဆိုရင်အချင်းချင်းလေတိုက်ပြီးကိုင်းနေတတ်ကြပါမယ်။အရေးကြီးရင်တော့သွေးနီးတတ်ကြပြီးတော့ငလင်ဘေးသင်းပြည်သူတွေဘက်ကရက်တီပေးခဲ့ကြပါတယ်။ဘလုံးဆိုတာအကားစားတစ်ခုထပ်ပူချောင်းကိုရခင်ဖြစ်ရတီမာကလေးကတတ်သိပြတ်ထားပြီးသားလည်းဖြစ်ပါ ါတယ်။ဒါပေမဲ့ဒီတစ်ခါမှလည်းဘောလုံးကလှပတဲ့အာကစားနည်းတစ်ခုဆိုတာထပ်ပြီးတော့မြင်တွေ့ခဲ့ရပါတယ်။ငလင်းကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ညီမပြည်သူတွေအတွက်ဥရောပဘောလုံးရဝန်းစီကပါဆူတောင်းစကားတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီထဲမှာမဖြစ်မနေအတိမတ်ပြရမှာကတော့အပြားအသင်းပဲဖြစ်ပါတယ်။ ပြားတွေကအမြဲတမ်းသတိရဲ့လူသားဆန်မှုကိုပြနေကြဖြစ်ပြီးတော့မြန်မာနိုင်ငံအတွက်လည်းအမြဲတမ်းရည်တည်ပေးခဲ့ပါတယ်ဒီဒီချိန်မှာလည်းပြားတွေကမြန်မာငလျင်ပီအတွက်ပထမဆုံးဆူတောင်းပေးခဲ့တဲ့အသင်ဖြစ်နေပါတယ်မြန်မာစံတော်ချိန်နေ့လယ်တနာရီခန့်မှာငလျင်လှုပ်ခတ်သွားခဲ့ပြီးတော့ပြားအသင်းကတော့ငလျင်လှုပ်ပြီးနိုင်ပိုင်းကြာမှတင်ဆူတောင်း post တင်ပေးသွားခဲ့တာပါပြားအသင်းနဲ့မလန်မကန် post တင်လာခဲ့တာကတော့ခေကြီးတို့ပဲဖြစ်ပါတယ်ခေကြီးတို့ကတော့မြန်မာစံနဲ့တကွာကိုတင်ပေးလာခဲ့တာဖြစ်ပြီးတော့ဒါနဲ့တင်တရားစီလုံးထပ်မဆဖို့ထိုက်တန်နေပါပြီ မြန်မာနိုင်ငံတက်ဆူတောင်းပြီးသွားတဲ့ KG တို့ကိုတန်ဖင်းဆောင်နာထီရောက်နေရတဲ့အချိန်ဒီကအများဆုံးလောက်အောင်လည်းပြန်ဆူတောင်းပေးရမှာဖြစ်ပါတယ်။ဒီနေ့တည်းရဲ့နောက်မှာဆိုရင်နှူဘူးတော်သားချက်ပေါ့ချက်ဖာကြီးနဲ့ဒါလီကာကလပ်တွေကပါမြန်မာပြည်သူတွေအတွက်ဆူတောင်းပေးသွားခဲ့ပါတယ်။ဒီထဲမှာမဖော်ပြလိုက်မိတဲ့အသင်းတွေနဲ့နောက်ပိုင်းမှာထပ်ပြီးဆူတောင်းပေးလာမယ်တခြားအသင်းတွေလည်းတရားပေါ့ရှိအောင်မှာဖြစ်ပါတယ်။ဘလုံးဒရင်းနေနဲ့ပတ်သက်ရင်ပြည်သက်တွေအကုန်နေရတယ်ဖာဘရီစီယိုရိုမန်နိုတယောက်ကလည်းမြမပီသူတွေအတွက်ဆူတောင်းပေးသွားခဲ့ပါတယ် ဒါပေမဲ့ Fabrizio ရဲ့ဆူတောင်းစာမှာမြန်မာတွေအတွက်အနှဲငယ်ရှုပ်ထွေးသွားစေတဲ့ကိစ္စတစ်ခုလည်းရှိနေပါတယ်။အဲ့ဒါကတော့ Fabrizio Romano ကမြန်မာနိုင်ငံကို Barmenia ဆိုပြီးတုံးသွားခဲ့တာဖြစ်ပါတယ်။အကြံပရိသတ်တွေကလည်းဘလုံးသတင်းတွေတင်ဆက်နေတဲ့သူတယောက်ကမြန်မာနိုင်ငံကိုတော့စလုံးပေါင်းတက်ဘူးလားဆိုပြီးတော့သူလိုသူလိုတွေဖြစ်နေရပါတယ်။တကယ်တော့ဘာမီးနီးယားဆိုတာမြန်မာနိုင်ငံကိုအီတလီလိုခေါ်တဲ့နာမည်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ France ကပြင်သစ်ဖြစ်သွားတယ်လို့သူတို့တက်မြန်မာကဘာမီးနီးယားဖြစ်သွားခဲ့တာပါ။ ဒီလိုဆူတောင်းစာတွေကဘာမှမဟုတ်ဘူးထင်ရပေမဲ့ဆင်းရဲဒုက္ခခံနေရတဲ့အချိန်မှာတော့အားဖြစ်သွားစေနိုင်ပါတယ်။မြမငလျင်ပေးမှာဘလုံးဟာအကစားတစ်ခုတည်းပို့တဲ့အကြောင်းကိုထပ်ထပ်ပြီးတော့သတိပြသွားခဲ့ပါပြီ။ဆုံးနီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။